ဒီ7 now app second အသစ်ဆက်ဆက်ကြီးကို free လိုချင်လားဒါမှမဟုတ်ကျွန်တော်ဒီဘက်မှာရှိတဲ့ app second နေအများကြီးတွေကတကောင်ကို free လိုချင်လား brother တို့ကြိုက်တာယူခင်ဒီနေ့မို့လို့ mobile legend က free ပေးနေတယ်ကျွန်တော်7 now app second ကြီးကို free ဘယ်လိုယူရမလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီ event ရဲ့အားပါချက်နောက်တစ်ခုကဘာလဲဆိုတော့ brother တို့နေဒီ7 now app second ကြီးကိုမလိုချင်ဘူးဝယ်ထားအောင်အဲ့မှာဆိုရင်ဒီဘက်မှာ app second ကိုကြိုက်တဲ့တွေကတခုရွေးချယ်ပြီးတော့ free ယူလို့ရပါသေးတယ်ဆိုတော့ကို free ပေးတာတော့မှရွေးချယ်မှုတွေအများကြီးနေဆို ဲတောင်မို့တကောလေးမိုက်တဲ့ event လို့ကျွန်တော်ပြောချင်တယ်ကျွန်တော် brother တို့အနေနဲ့ဒီ event မှာ free flow ယူရမလဲဆိုတော့မသိသေးတဲ့သူတွေကျွန်တော်ကဒီ view လေးကိုလုတ်ပေးလိုက်တာပဲဖြစ်ပါတယ်ကဲဆိုတော့ brother တို့အနေနဲ့ကျွန်တော်အသေးစိတ်ကနေစပြီးရှင်းပြမယ်ပေါ့နော်ဆိုတော့ဒီ video လေးမစခင်မှာအဆင်ပြေရယ်ဆိုရင် view လေးကို like လေးပေးပြီးတော့ channel လေးကို subscribe ခဲ့ဖို့လည်းမမေ့ပါနဲ့ခင်ဗျာကဲဆိုတော့ကျွန်တော်တို့ gain နဲ့ဝင်လိုက်မယ်ဆိုတော့ဒါမျိုးလေးပုံမယ်အဲ့မှာ event နဲ့ကိုဝင်လိုက်တန်းပြီးပုံရပါဖြစ်ပါတယ်ဒီ event ကအသေးရယ်တော့မဟုတ်ဘူးဗျာ brother တို့နဲ့ရင်းနှီးပြီးသားပေါ့နော်ဒီကက်လေးတွေကိုမြင်ရင် brother တို့အနေနဲ့ဒါရင်းနှီးပြီးသားလို့ခံစားမယ်ပေါ့နော်ကဲဆိုတော့ ဒီမှာတော့အမှန်တကယ်က Epic Second က3ခုတိတိ free ပေးမှာ Savanna Epic Second ကိုအရင်ဆုံး free ပေးတယ်ပေါ့နော်ဆိုတော့မို့ brother တို့အနေနဲ့ Epic Second ကိုဒီမှာကြည့်လို့ရမယ်အဲဒီမှာဆိုရင် Epic Second ရမယ်ပေါ့နော်ဆိုတော့ဒီ Epic Second ရဖို့အတွက်ဆိုရင် brother တို့ကဒီမှာ level 3ကိုပြည့်နေမှာရမယ်ဒီ level 3ပြည့်နေမှာဒီ Epic Second Chess Box ကိုကျွန်တော်တို့ကဖွင့်လို့ရမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒီ level 3ပြည့်ဖို့အတွက်က brother တို့ဘာလုပ်ရမလဲဘာလုပ်ရမလဲဆိုတော့ရိုးချင်းနေပြဒီမှာဆိုရင်ကျွန်တော် gap gap ဆိုတာလေးရှိတယ်အဲ့ gap လေးတွေကိုချက်နေရနေလိုက်ပြီဆိုတော့ကျွန်တော်ဒီမှာဆိုရင် gap လေးတွေကိုကလိန်းလို့ရမယ့် gap လေးတွေရှိပါတယ်အဲအဲ့မှာဆိုရင် င်ကျွန်တော်ဒီမှာဆိုရင် normal cat နဲ့အဲဒီမှာ shining cat ဆိုပြီးနှစ်ခုရှိတယ်ပေါ့နော်ဆိုတော့ brother တို့အနေနဲ့ normal cat နဲ့ shining cat ဘာကွာလဲဆိုတော့လည်းကျွန်တော်အသေးစိတ်ပြောပြပေးမယ် normal cat ကတော့ဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော်ဒီ cat လေးကိုလောက်လိုက်မယ်ဆိုရင် level 1ရောက်ဖို့အတွက်က normal cat ဒီမှာဆိုရင်35 cat တိတိလိုအပ်တယ်ဆိုတော့ဒီမှာရေးမိထားတယ်တကယ်လို့ကျွန်တော် level 2ရောက်ဖို့အတွက်က normal cat မဟုတ်ဘဲနဲ့ shining cat 25ခုတိတိလိုအပ်တယ်တကယ်လို့ level 3ရောက်ချင်တဲ့ sevana abe skin ကို free ရချင်တဲ့ဆိုရင် brother တို့အနေနဲ့ဒီ shining cat 35 cat ရဖို့လိုအပ်မှာပဲဖြစ်ပါတယ်ဆိုရမလို့ဂျိုး ရှင်းနေဗျာ brother တို့အနေနဲ့ဒီကတ်ဒီကိုစုရမယ်ဆိုတော့ဒီကတ်ဒီကိုစုပြီးတော့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာဥမာဆက်ပြမယ်ပေါ့နော်ဒီမှာ normal draw လေးကိုတစ်ချက်နေရယော့အဲအမှ normal draw လေးကိုနေလိုက်ပြီဆိုရင်မြင်းတဲ့အတိုင်းပဲဒီလိုမျိုးလေးကတ်လေးသုံးမှုပေါ်လာနိုင်မယ်ဒါဆိုရင်ကျွန်တော်ဂျူယိုကတ်လို့ခေါ်ရဲပေါ့နော်ဒီလိုကတ်မျိုး ကျွန်တော်တို့တွေကဘဏ္ဍခုဖြစ်ရမှာလဲဆိုတော့35ခုတီတီဖြစ်ရမှာပဲဖြစ်ပါတယ်ဆိုရမလို့တူညီလို့တော့မရဘူးပေါ့နော်ပြောချင်တာတူညီတဲ့ဟီးရိုးတွေဖြစ်လို့မရဘူးဆိုရမလို့မတူညီတဲ့ကက်35ကက်ပြည့်ခဲ့ပြီဆိုရင်ကျွန်တော်တို့တွေကဒီ level 1ကိုဖွင့်လို့ရမယ်အဲအဲ့လိုသဘောမျိုးပေါ့နော်ကျွန်တော် shiny ကက်လေးကျွန်တော်ထပ်ပြီးလိုက်ကြည့်မယ်ညနေတိုင်းမှာ shiny ကက်ကိုကျွန်တော်တို့ကဖောက်လိုက်မယ်ဆိုရင်ညနေတိုင်းမှာကျွန်တော်တို့ normal ကက်မဟုတ်ဘဲဒီဘေးနားမှာပေါင်လေးတွေကိုအမှန်ကန်လေးတွေပြထားတော့ဘရာသားတို့နေတွေ့မြင်ရမယ် ကျွန်တော်ဘရာဒါတို့အနေနဲ့ဒီလိုကက်မျိုးဒီမှာမြင်တဲ့အတိုင်းပဲ35ကက်တီတီပြည့်အောင်ပိုင်ဆိုင်ပြီးဆိုရင်ကတော့ဘရာဒါတို့အနေနဲ့တေချာပေါက်ဒီစကင်ကြီးကိုရမှာပဲဖြစ်ပါတယ်ဆိုရင်ဘရာဒါတို့အနေရိုးရှင်းတယ်ဗျာဒီလိုမျိုးမြင်တဲ့အတိုင်းပဲ daily test လေးကိုလုံးရမယ် daily test ကိုလုတ်ပြီးရတယ်ကျွန်တော် bonus stat လေးရှိမယ် bonus test မှာတော့မြင်တဲ့အတိုင်းပဲ login ဝင်ရုံပဲဗျာ login ဝင်ရုံနဲ့ကျွန်တော်တို့ဒီမှာ shiny ကက်လေးတွေကိုရမယ်ဒီကက်လေးတွေရပြီဆိုတာနဲ့ဘရာဒါတို့လုံးရမှာရိုးရိုးရှင်းရှင်းလေးဒီမှာဆိုရင်ကျွန်တော်တို့တွေသွားပြီးတော့ဒါမျိုးလေး draw လေးလိုက်ဒီမှာ draw လေးလိုက်တာပဲ ဒရောနေပြီဆိုတာနဲ့တော်နေပြောလို့ဒီမှာကတ်တွေရလာလိမ့်မယ်ဒီကတ်တွေထဲမှာမတူညီတဲ့ကတ်35ကတ်တီတီဘရာသာတို့ရပြီဆိုတာနဲ့ဆေဗာနာအပိစကင်ကြီးကရမှာဖြစ်ပါတယ်ကျွန်တော်ဘရာသာတို့အနေနဲ့က ကွက်ကိုလဲ့နေတယ်ဆိုရင်သေချာပေါ့ဒီကက်တွေက35ကက်ပြည့်ချင်မှပြည့်မယ်အပြာရောင်ကက်35ကက်ကတော့ဘလိုနေနေပြည့်တယ်ဗျာသိလားဒါပေမဲ့ brother တို့မပြည့်တာပါလဲဆိုတော့ဒီခရဲရောင်ကက်တွေဒီကျွန်တော်တို့ shiny ကက်တွေပေါ့နော်25ကက်နဲ့35ကက်ကတော်ရုံမပြည့်တတ်ဘူးဆိုတော့ကြောင့်မပြည့်ဘူးဆိုရင် brother တို့ဘာလုပ်လို့ရလဲမပြည့်ဘူးဆိုရင်တော့ရိုးရှင်းနေဗျာဒီမှာဆိုရင်မြင်တဲ့အတိုင်းပဲ exchange ကက်ဆိုတာရှိရယ် exchange ကက်ဆိုတာတော့ကိုသေးငွေချင်းမှာအပိုးနေတဲ့ကက်တွေရှိရယ်ဆိုရင်ကိုငွေချင်းနဲ့ကိုနဲ့လဲလည်ပြီးလုပ်လို့ရတဲ့ဥစ္စာပုံစံမျိုးပေါ့နော်ဆိုတော့ brother တို့အနေနဲ့ဒီကက်တွေကိုကိုငွေချင်းနေနဲ့လဲလည်ပြီး ြီးတော့အမ်ဘယ်လိုရောကက်တွေကိုဖြည့်လို့ရမယ်ပေါ့နော်ကျွန်တော်မှဘရာလုံးနေဒီ event ကတော့ကျွန်တော်အမှန်တိုင်းပြောရရင်ကိုတယောက်တည်းလောက်တာတည်းကိုတငွေချင်းနေနဲ့ပေါင်းပြီးလောက်တာကပို့ပြီးမြန်မယ်ပို့ပြီးတော့လဲစကင်မြန်မြန်ဆန်ဆန်ရမယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်